နေ့စဉ်မိုးလေဝသတင်း၂၀၂၀ခုနှစ်အောက်တိုဘာလ၂၀ရက်နေ့နနက်9:00နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင်တိမ်အနှင်းငယ်ဖြစ်ထိုးနေပြီးကပလီပင်လယ်ပင်တောင်ပိုင်းနှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အထင်အထင်မှတိမ်ထူထပ်နေပါသည်ထူးခြားသည့်အခြေအနေရယ်လိမြန်မာရှန်တို့ချင်း9:30မိနစ်အချိန်တိုင်းတွာချက်များအားဖြင့် ဖိလစ်ပိုင်ပင်လယ်ပင်အနောက်ပိုင်းတွင်ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်းဖန်ရှင်သည်အနောက်မြောက်ဘက်သို့အရွေလာခဲ့ပြီးတောင်တရုတ်ပင်လယ်ပင်သို့ရောက်ရှိခဲ့ပါသည်။အဆိုပါအပူပိုင်းမုန်တိုင်းဖန်ရှင်သည်အနောက်အနောက်မြောက်ဘက်သို့ရွေ့ရနိုင်ပြီးနောက်24နာရီအတွင်းအားကောင်းသောအပူပိုင်းမုန်တိုင်းဖန်ရှင်အဖြစ်သို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ယနေ့ညနေအထီးခမန်းချက်မှာအေယာရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းတို့တွင်နေရာစိတ်စိတ်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲကြံတိုင်းဒေသကြီးညင်ပြည်နယ်တို့တွင်နေရာကွာကြားမိုးထီချုံရွာမီရွာရန်နှုဖြစ်ဖြစ်ပါသည်မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအေယော်ရီတိုင်းဒေသကြီးတွင်မိုးတိမ်အောင်များထစ်ထုံးလျက်ရှိပြီးအဆိုပါမိုးတိမ်အောင်များရွေလာရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထီချုံခြင်းမိုးချိုးပစ်ခြင်းလျက်စစ်လက်ခြင်းနှင့်မိုးသီးကွယ်ခြင်းစသည်မိုးလေဝသဖြစ်စဉ်များထစ်ပေါ်နိုင်ပါသဖြင့်ကျူတင်တတိပြုနိုင်ပါယံကြံပြုအပ်ပါသည် မြမပြင်းနေပြီလိုင်းအနေငယ်မှာလိုင်းအတင်းတင်ရှိမီလိုင်းအမြင့်မှာမြမကံရိုတန်တလျှောက်နဲ့ကဲလွန်ပလဲပြန်တို့တွေလေးပင်မှာ၆ပေကန်းရှိနိုင်ပါသည်နော်နီရဲ့အထွတ်ခမန်းချက်မှာတနင်္သာရီတိုင်းရသားကြီးတွေမိုးပို့လာမီအရှိန်မှာမွန်တိုင်းအရှိန်ကမြမပြီတောင်ပိုင်းမှာသစင်တိုးဝင်လာနေပါတယ်ယနေ့အောက်တိုဘာ20တနင်္သာရီတိုင်းတောင်ပိုင်းနေရာစိတ်စိတ်ကော့တောင်ပိုးပြန်ကျုံးစုမိတ်တနင်္သာရီပလောဒေတာမြောက်မိုးရွာနိုင်ပါသည် ။ AR တိုင်းနေရာစိစိနေပါမိုးရွာနိုင်သည်မိုးတိမ်တောင်ထွက်နိုင်ခြေရှိသည်။မကွေးတိုင်းအလဲပိုင်းနှင့်တောင်ပိုင်းနေရာကျဲကျဲမိုးရွာနိုင်သည်။နှစ်ဖက်ပွင့်ဖြူဆေးဒုတ်တော်ဆလင်စင်ဖြူကျွန်းဆလီရေနံချောင်းပုဂူတိုင်းအနောက်ပိုင်းမန္တလေးတိုင်းစကိုင်းအုတ်ကိုင်းရှမ်းမြောက်နေပြည်တော်ချင်းပြည်နယ်အခိုင်ပြည်နယ်တို့နေရာကွာကြားမှာကျဲကျဲမိုးရွာနိုင်ပါသည်။မနေ့ပြန်အော်တိုဘတ်နေ့ဆက်တည်းရတနင်္သာရီတိုင်းတောင်ပိုင်းနေ့ AR တိုင်းတောင်ပိုင်းတို့မိုးရွာနိုင်ခြေရှိပါသည်။နေပြည်တော်နှင့်အနီးဝိုင်းအတွက်ယနေ့ညနေထိခမ်းမိုက်ချက်မှာနေရာကွက်ကြားမိုးတိထုံရောက်မည်ဖြစ်ပါသည်။ ရန်ကုန်မြို့နယ်အနီးဝိုင်းအတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာနေရာကွာကြားမိုးထစ်ထုံရွာမည်ဖြစ်ပါသည်မန္တလေးမြို့နယ်အနီးဝိုင်းအတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာနေရာကွာကြားမိုးထစ်ထုံရွာမည်ဖြစ်ပါသည်